ဝုဒနာတော်ဖရာရဲ့ဖရာမှတ်360ပါသူကြက်ကသူ့နောက်မှာ၆ဆာချက်ကြီးကိုထောင်ထားတယ်လို့မျိုးဖရာရဲ့ပလင်တော်ကရှင်းဘက်ကတော့ပြုပြင်ဝန်းမှန်ထားတဲ့လက်ရာနောက်ဘက်မှာတော့နိုင်ရဆေးပကြီးလည်းရှိသေးပြီးတော့မှသောဆာချက်ကြီးကိုပြုပြင်ထားတယ်ဒီမှာလဲ6ဆာလေးတစ်ချက်ရှိတယ်ဗျဒါကဘုရားမှတ်360ရဲ့အပြင်ဘက်က ေဝင်ချင်းစည်းစားမှာမြင်ဖူးတွေ့ရတဲ့နေရာဖြစ်ပါတယ်ဒီဘက်ကတော့ဒေးတော့ပစ္စည်းအပေါ်မှာဒေးတော့တင်ပြီးတော့မှာအပေါ်မှာရှင့်မြောက်ခင်းပြီးတော့မှာရွှေသီးကုန်ဖျားပုံရယ်ဒါကပကံမှာတွေ့ရများတဲ့ဖျားပုံမင်္ဂလာစေတီမြတ်တရားပတိမင်းရဲ့မင်္ဂလာစေတီမှာလည်းနော်ရွှေသီးကုန်နဲ့ပုံတရံလူတဲ့ဖျားတွေကိုနောက်ပိုင်းမှာပကံမှာအများဆုံးဖူးတွေ့ရပါတယ် ရားလေးလည်းထုတ်တူသူစံတဲ့အင်္ဂလိပ်လက်ရာလေးဒီမှာအင်္ဂလိပ်ပန်းတမော့လက်ရာတက်ကလည်းဘလူးပန်းဆွဲကိုဘလူးရုံမုတ်ခဲနဲ့ပန်းအလှပန်းလေးတွေနဲ့တိဆောက်ထားတဲ့ပကံဖျားလက်ရာတွေကတော့အမခမ်းပါပဲတွန်းလမှာတော့အာယုံကလှိုင်းနှစ်ထက်နဲ့မုတ်နဲ့လှိုင်းနှစ်ထက်နဲ့ဘုရားရှင်ကိုရောမြတ် တဆူတက်ကလေးတော့ကတော့အဖကကြာပလင်ကိုထိပြီးတော့မှတချောင်းလေးတွေကချားပြားတွေရဲ့မူရာဟန်နဲ့တိတ်ပြီးတော့မတူပါဘူးတော်ရဲမွေးမချောက်ခင်းမချောက်သွားရင်လည်းလက်နဲ့တခုတော့တွေ့ပြီဗျာဒီဘက်မှာလည်းတော့ဖျားလေးတခုစီဒီအမှတ် တကူငါဘိုးဘက်မှာလဲဇေဒီလေးတွေဘုရားဆုဆိုတဲ့နာနဲ့ညီဒီဘက်မှာတော်တော်များများကိုဇေဒီဘုရားအများစုကိုဖူးတွေ့နိုင်ပါကဲဒီဘက်မှာတော့လာမိတာတော့အင်မတန်ကိုကျေးဇူးကြည်ပါတယ်ဇိုင်းဆံမှာပုံညခင်းနေလဲဒီဘုရားမှာစုံခွင့်ရတယ်ပြီးတော့မယ္ယကိုလိုရဲ့လက်မှုဒရာဟန်ကိုလည်းကြည်လိုက်ပါနောက်တစ်ခါနောက်ဘက်မှာလည်း ခုနဘုရားလိုပဲကြောက်စာကြံကြီးထောင်ထားတယ်တစ်ဖက်တစ်ချက်မှာလည်းဘယက်ကိုတော်လေးတွေနှစ်စု ခလေကောင်းမှာကဘယက်ကိုတော်တစ်စုပကံမှာဒီလူမျိုးဘုရားသုံးစုကိုဘယက်တနည်းအားထဲမှာမတွေ့ဘူးပါဘူးဒီဘက်မှာလည်းជីညူဝေရဘုရားလေးတစ်စုလူသူရောက်ပေါင်းနေတဲ့ဘုရားတွေကိုဖုန်ညွာတဲ့ကျူးကြီးသူကတော့ဘူးမှမမြင်ဘူးတဲ့မြင်ကွင်းတွေကိုမြင်ရတယ် အာအသင်စရာတွေကိုညွှန်ရပါတယ်